မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဆရာဖြိုးတီဟာရဲ့ဗုဒ္ဓအလိုကျအနမလဇင်းဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားမှာပါဒီဘက်နောက်ပိုင်းလူတော်တော်များများသဘောကျလာတဲ့လူနေမှုပုံစံတစ်ခုကအနမလဇင်းလို့ခေါ်တဲ့ရိုးရှင်းစွာနေထိုင်ဖြစ်တဲ့ခြင်းပေါ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကျင်လည်နေရတဲ့ခကြီးကိုကရုပ်ဝိထုတွေတိတ်ပြီးတိုးတက်လာတာကို စားစရာတွေဝတ်စရာတွေဖုန်းတွေကားတွေ ုံးဆောင်တွေအများကြီးကိုမှအများကြီးဖြစ်လာပါတယ်။ရုတ်တရက်ဆိုကြောစရာကြီးလို့ထင်ရပေမဲ့ကိုယ်စိတ်ကိုတေချာပြန်ကြည့်ကြည့်တဲ့အခါမှာအင်မတန်မှားကိုပင်ပန်းနေတာ တွေ့လာရပါတယ်။ဒါတွေကိုရယူပိုင်ဆိုင်နိုင်ဖို့ကြိုးစားရတယ်ပတ်စံရှာရတယ်တချို့လည်းမဟုတ်တဲ့ဤတွေနဲ့သုံးမိတယ်။ပိုင်ဆိုင်ရပြီဆိုရင်ရောပျော်လားဆိုတော့စဉ်းစားကြည့်ပါအဲ့ဒီအပျော်လေးကခဏပါပဲနောက်ထပ်အစ်စ်တွေထပ်ပေါ်လာတော့ ထက်လိုချင်ပြန်ရော လိုချင်နာတွေကများနေတော့ဒင်းအင်းကြီးလေးဝယ်လာရတာကို မပြောနိုင်ဘူးမဝယ်နိုင်နဲ့ထားခဲ့ရတဲ့တခြားအင်းကြီးတွေကိုစိတ်ကရောက်နေတယ်ငငယ်ကမြမတန်နဲ့မြဝရီပဲကြီးဝင်ရတော့ TV channel တွေအများကြီးဆိုရင် ပြောစရာကောင်းမယ်ထင်ခဲ့ဘူးပါတယ်တကယ်လဲအများကြီးဖြစ်လာရောပျော်ရလားဆိုတော့မပျော်ရပါဘူးသူ့ဟာသူဘယ်နှလိုက်မဲရှိရှိကိုကားတော့တစ်ချိန်မှတစ်လိုက်မဲကြည်နိုင်တာကို ဲ့ဒီတွေကိုယ့်ရဲ့လိုချင်စိတ်တွေကိုထိန်းချုပ်ပြီးရိုးရှင်းစွာ နေထိုင်တဲ့ minimalist ပုံစံကိုကြိုက်လာကြတာပါပဲဒီစကလုံးကိုအခုမှအသက်ဆန်းလို့ပြောနေကြပေမဲ့ဗုဒ္ဓဘာသာဝင်တွေစောက်တီလေးရှိတဲ့ဥပုပ်တီလဆိုတာလေတကယ်တော့မနမလဇင်ပုံစံနေထိုင်ခြင်းပါပဲကျွန်တော်တို့ကအခါကြီးရကြီးမှစောက်တီလေးအဲ့ဒီလိုလုပ်ရင် ကုသိုလ်ရတယ်စသဖြင့်ချင်းနေကြလို့သာမတိတာတာပါ သိအဝေးကြီးမဟုတ်ပါဘူးဒါကြောင့်ဒီဆောင်းပါးမှာဥပုပ်ဆောင်ရင်းကိုမနမလဇင်နဲ့ချိတ်ပြီးတော့ကျွန်တော်နားလဲတယ်လို့ရေးပြထားပါတယ်ဥပုပ်ဆောင်နေဆိုတာရှစ်ပါးတီလာဆောင်ထင်းတာပါကိုပါတီလာဆယ်ပါးတီလာရှိသေးပေမဲ့အများစုကရှစ်ပါးဆောက်တည်ကြတာများလို့ရှစ်ပါးနဲ့ပဲရေးလိုက်ပါတယ်နေ့စဉ်နေ့တိုင်းဆောင်ထင်းနေရတဲ့၅ပါးတီလာကရှိပြီးသားပါဗုဒ္ဓဘာသာဝင်မဟုတ်သူတွေလည်းသိရအောင်လို့ ြန်ပြောရရင်နံပါတ်1သူတစ်ပါးအတတ်မတက်ဘူးနံပါတ်2မတရားသဖြင့်ဥစ္စာမရှာဖွေဘူးနံပါတ်3သူတစ်ပါးတာမယာမပြစ်မှားဘူးနံပါတ်4မဟုတ်မမှန်မပြောဘူးခုံမတိုက်ဘူးနံပါတ်5အယက်သေးစာမတောက်စားဘူးဒီလိုစောင့်ထိုင်းလိုက်ရင် ကိုဘာရတာလဲဆိုရင်ဘာမှမရပါဘူးသို့တော့ကိုပတ်ဝင်းကျင်ကလူတွေကတော့ကို့အတွက်နဲ့ဘာဒုက္ခမှမရောက်တော့ဘူးဒါကြောင့်ငါးပါးတိလာကို မဟာဒါနလို့လေမြတ်စွာဘုရားကဟောပါတယ်သူတစ်ပါးအတွက်လောကကောင်းကျိုးအတွက်လောက်တာပေါ့ဥပုံစောင့်နေဆိုတဲ့ရှစ်ပါးသီလကြတော့ကိုယ့်အတွက်ချက်ချင်းအကျိုးရတာတွေပါပါသွားပါပြီငါးပါးသီလထက်ဘာတွေထူးသွားသလဲဆိုရင်သုံးချက်ထူးသွားပါတယ်နံပါတ်1ကိုယ်စိတ်မှာအငြိကြီးတွေကင်းသွားတယ်သူတစ်ပါးတာမရမပြမားဘူးဆိုတဲ့ကာမီသူကနေ မျက်သောမေထုံမြည်ဝဲမှုကိုမပြုတ်လို့ဘူးဆိုတဲ့အာဗျမစရိယာဖြစ်သွားပါတယ်။တက်တက်ပြောရရင်တော့ကာမေတုစောင့်ထိန်တာက ကိုလက်ထပ်ထားတဲ့သူနဲ့ဆိုရင်ဆက်ဆံလို့ရတယ်။လူပြိုအပြိုဆိုရင်မစတာဗေးရှင်းလုပ်လို့ရတယ်ပေါ့။အာဗျမစရိယာကြတော့အဲ့ဓာတွေပါရှောင်ရမှာဖြစ်သွားပါပြီ။ဆိုတော့သူများကိုတော့ဒုက္ခပေးတဲ့အာကုသို့ကိုရှောင်တာတယ်မဟုတ်တော့ဘဲနဲ့ကိုစိတ်မှညံ့နွမ်းမနေအောင် လေ့ကျင့်နေထိုင်ရတာပါ။ ဖြစ်သွားပါပြီ။အဲ့ဒီလိုပါပဲ။မှန်မကြည့်ရဘူး၊ပန်းမပန်ရဘူး၊ကိုကိုကို အလှမစင်ရဘူးဆိုတာလေဒါပါပဲ။ကိုကိုကိုမှန်နေကြည့်ချောလိုက်တာ၊လှလိုက်တာ ဆိုပြီးဖြစ်နေရင်လေတမတ်စိတ်ဝင်လာမယ်။နောက်ပြီးကိုကိုမြင်ရသူတွေကလည်းတမတ်စိတ်ဖြစ်မယ်။တရားစခန်းဝင်ရင် မိတ်ကပ်တွေမျက်တောင်အတူတွေဖျက်ပြစ်ရတာအဲ့ဒါပေါ့။နဂိုကလှပပြီးတက်မှတ်ခြင်းစရာဖြစ်နေတဲ့အမျိုးသမီးတယောက်ဟာချက်ချင်း ငိမ့်အေးတဲ့အသွင်ဖြစ်သွားတယ်။သူ့ကိုမြင်ရသူတိုင်းရဲ့စိတ်ကအေးသွားတယ်။အပြင်းစင်တွေနဲ့လှပနေတော့ငါလိုအပူလောင်စေတော့ဘူးပေါ့။တချင်နာထောင်တာရုပ်ရှင်ကြည့်တာလေဒီသဘောပါပဲ။သိကြမှာပါ။တချင်နာထောင်နေတော့တိုက်ဆိုင်တာလေးပါလာရင်လွန်လိုက်တာဒေါသထွက်လိုက်။ခံစားချက်တွေစုံနေအောင်ကိုဖြစ်နေတာပါ။တချင်လေးညီးမိရင်လည်းအဲ့ဒီလိုပါပဲ။ခံစားချက်ကလေးတွေပေါ်လာတယ်။ ကိုယ်တန်ကြပြီးဘေးပတ်ဝန်ကျင်ကလည်းစိတ်ဆင်းရရတာပေါ့နော်ရုပ်ရှင်ဆိုရင်လည်းဘီလီငုံဒေါသထွက်လိုက်မင်းသားကို အားမလို့အားမရဖြစ်လိုက်စသဖြင့်ခံစားချက်တွေဖြစ်လာရောဓာရီမဖြစ်ဘဲတည်ငြိမ်အေးချမ်းနေစေခြင်းနဲ့တွေ့မလုတ်ဖို့ထိမ့်ချုပ်ခံခြင်းဖြစ်ပါတယ်နောက်ပြီး Facebook သုံးတာဆိုရင်လည်းဖရလက်ထက်ကတော့မပေါ်သေးလို့မထက်ထားပါနဲ့သူကလည်းစိတ်ကိုညင်နွမ်းစေတဲ့အထက်မှာပါပါတယ် ကိုကိုဆဲသွားတာတွေ့ရင်ကိုနဲ့အမြင်မတူတာတွေ့ရင်ဒေါသထွက်တယ်။ချောတာလှတာမြင်ရင်တက်မှတ်တယ်။ပစ္စည်းလှလှလေးတွေတွေ့ရင်လိုချင်တယ်။ဒါကြောင့်ဥပုပ်ယူထားရင်မသုံးတာအကောင်းဆုံးပါပဲ။သုံးရင်တောင်တတိလေးကပ်ပြီးသုံးတာကပိုကောင်းပါလေ။ Facebook ပဲနမူနာပေးလိုက်ပြီးမဲ့ကြံတဲ့ app တွေကလည်းအတူတူပါပဲ။အလုပ်ကိစ္စနဲ့အသိပညာရှာဖွေတာတွေမဟုတ်ဘဲနဲ့စိတ်ကိုနောက်ကြည့်စေမဲ့ Netflix တွေ ယူကျုဂိမ်းတွေအကုန်ပါပဲတက်နိုင်တက်နိုင်သမျှရှော့ဖို့လိုပါမယ်အခုခေတ်မှာပြောနေကြတဲ့ digital minimalism ဆိုတာအဲ့ဒါပေါ့နံပါတ်1ရိုးရှင်းစွာနေထိုင်တတ်သွားတယ်ဥစ္စာတယနာမဟာတယနာမြင့်မြတ်သောနေရာမှာမအိပ်ဆက်ရဘူးလို့ပြောပါတယ်ငွေကနားမလဲပါဘူးမြင့်မြတ်တဲ့နေရာဆိုတာဒီဖျားပေါ်တို့အထက်ပြည့်စင်ရန်တို့စသဖြင့်ထင်တာပေါ့ အဲ့မှာမအိပ်ရင်ရပြီထင်တာပါတကယ်ဆိုလိုတာကခန္ဓာကြီးကျယ်တဲ့အိပ်ရာကြီးနဲ့မအိပ်ဘူးလို့ဆိုလိုတာပါဥယျာကြီးကဤလို့ခေါင်းတွေကအများကြီးအဲကွန်ကလည်းအေးဆက်လို့အဲ့ဒီလိုမျိုးမအိပ်ဖဲရိုးရိုးရှင်းရှင်းနဲ့အိပ်ရမယ်အဲ့ဒီလိုတည်သွားတော့လဲသဘောမပြောက်သဘောမပေါက်ပြန်သေးပါဘူးဘာလို့လဲအဲ့ဒီလိုအိပ်ရတာလဲပေါ့နော်ဘာအကျိုးကျေးဇူးရှိလို့လဲပေါ့မနှက်မလက်စင်းအကြောင်းဟောလေရှိတဲ့ ထိုင်းကဘုံကြီးတစ်ပါးရှင်းပြမှာပို့ပြီးတော့သဘောပေါက်သွားပါတယ်။ရိုးရှင်းစွာအိပ်ရင်မနဲ့ဆိုရင်ထားဖို့မပြင်းတော့ဘူးတဲ့။မှန်လိုက်တာ။အိမ်မာတော့ငါဆိုရင်အိပ်ရာထားရတာတအားခက်ပါတယ်။နှိုးဆက်မြည်လာရင်တောင်မထချင်တာ။အခုကြတော့ကျမ်းပြင်တော့ဖြာခင်းအိပ်တော့မနဲ့နိုးပြီဆိုတာနဲ့တန်းထားနိုင်တယ်။အပြင်းတစ်ပြီးနှက်မနေတော့ဘူး။အဲ့ဒီလိုမနက်ခင်းကိုလန်းလန်းဆန်းဆန်းနဲ့နှုတ်ထားရတော့တနေကုန်လဲစိတ်ကကြည်နေနေတယ်ပေါ့ နောက်တစ်ခု နေလွဲညသာမစားဖို့စောင့်ထိန်တာမှတ်မိပါသေးတယ်ငငယ်ကကိုရင်ဝတ်တော့အမေတို့ကစွန့်ဟင်းနေပို့တာပေါ့လေကိုရင်တို့ညကြဗိုက်စာမှာညများစားဆိုတော့ကိုရီလည်းစားတာပေါ့ပြီးတော့ဗိုက်တွေအောင်ပြီးနေလို့ထိုင်လို့မကောင်းနောက်ပိုင်းဥဖုံစောင့်တော့လေအဲ့ဒီလိုညကြဗိုက်စာတာကို ခံရတာခက်ခဲပါတယ်တကယ်တော့ဒါဒီလည်းပဲထိမ့်ချုပ်ခြင်းတစ်မျိုးပါပဲ ညကြတော့ပိုက်ဆာမှာဆိုပြီးနင်းကန်စားရတာမဟုတ်ပါဘူးစားရင်တောင်မှတတိနဲ့စားရတာလေအမလေးကြက်သားလေးကအိနေတာပဲဝက်သားလေးကကောင်းလိုက်တာဒါမျိုးမဟုတ်ပါဘူးအစားစာနဲ့ကိုရှာနဲ့ထီသွားတယ်အဲ့ဒီကနေပျော့တယ်မာတယ်ဆိုတဲ့တီးစိတ်ကလေးပေါ်လာတယ်အဲ့ဒီကနေမှနှစ်သက်တာမနှစ်သက်တာဆိုတဲ့ဝေဒနာဆိုတဲ့ခံစားချက်ပေါ်လာတယ်ပေါ့ဒါတွေမြင်အောင်ရှုမှတ်ပြီးတော့တတိနဲ့စားရတာကိုနောက်ပြီး ညသာမစားရင် လူကပေါ်ပါတယ်လန်းဆန်းတယ်တန်ငါတွေဆိုရင်တရားအထုတ်နိုင်တယ်လူဆိုရင်လည်းအလုပ်ကောင်းကောင်းလုပ်နိုင်တယ်ငိုင်မီးမနေဘူးမယုံရင်နေကြည့်ကြည့်ပါဆဆာချင်းတော့ဘိုက်စာကောင်းစာပါမယ်နောက်ပိုင်းကြတော့နေနိုင်သွားပါလိမ့်မယ်တိတိတာတာလည်းနေလို့ကောင်းလာတာတွေ့ရပါမယ်အခုပြောနေကြတဲ့ intermittent fasting ဆိုတာဒါပါပဲ 6နာရီပဲအစားစား18နာရီကိုရေပဲတော့စားရင်လည်းနင်းကံစားနဲ့ဒါဆိုရင်ဝေးမကြဘူးဆိုပြီးပြောနေကြတာကတကယ်တော့ရှစ်ပါးတီလာတဲ့ပါတဲ့ဝိကာလဘောဇနာ အင်္ဂလိပ်ဘာရှင်းပါပဲ။ကွာတာကတော့ခုနကလိုအမှတ်တတိနဲ့စားဖို့မပြောတာလေးပါပဲ။ဒါကြောင့်မြတ်စွာဘုရားအဆုံးအမတိုင်းဟာဒီနေထိုင်တဲ့တန်ဃာတော်တွေဟာပိန်ပိန်ပါပါဖြစ်နေတာများပါတယ်။ ဒီနေ့တော့ကြသားလေးစားခြင်းနဲ့ဆိုတာမျိုးမရှိဘူးစွမ်းခံစားတယ်လောင်းလူဓာတ်တွေနဲ့ပဲရောင်ရဲတင်းတိမ်စွာ ဖုံးပေးကြတယ်အဲ့ရင်လေရိုးရိုးရှင်းရှင်းတင်ငန်းဆိုရင်လည်းဒုစလောက်ပဲထားတယ်ပိုဓာကို မရှိတဲ့တန်ငါးစီပြန်နှူတယ်ဒီလိုနေထိုင်ကြပါတယ်အဲ့ဒီလိုရိုးရိုးရှင်းစွာနေထိုင်ရင်းကနေနောက်ထပ်အကျိုးတစ်ခုရပါတယ်အဲ့ဒါကတော့နံပါတ်3တန်ဖိုးရှိတဲ့အလုပ်တွေကိုလုပ်နိုင်လာမယ် အိတ်ဖို့စားဖို့တွေအထူးတလည်းတခန်းတနာပြင်နေစရာမလိုတော့ဘူး။ညသာမစားလို့လူကပေါ်ပါနေတဲ့တွေတရားဓမ္မအားထုတ်နိုင်တယ်။အလုပ်တွေလုပ်နိုင်တယ်။နောက်ပြီးတန်ငါတွေစပင်ရိပ်ရတာဆိုရင်လည်းဘာလို့လဲပေါ့နော်။ဗုဒ္ဓမြတ်စွာကစဉ်းစားဆင်ခြင်တာကို အားပေးတယ်ဆိုတာ သိရတဲ့နေကလေးကကျွန်တော်တို့အဲ့လိုတွေစဉ်းစားတာပါ။ဒါကလည်းမနှံမလဇင်ပါပဲ။စပင်မရှိတဲ့တွေစီလင်းရတာ၊ဂျဲနဲ့ပုံသွင်းရတာ ကောင်းလျှော်ရတာမရှိတော့ဘူးပေါ့အဲ့ဒီလိုအရေးမပါတာတွေကိုမှနဲသွားတဲ့အတွက်အရေးကြီးတာကိုပဲအာယုံစိုက်နိုင်နေဘဝကိုပြပြဝဝနေထိုင်နိုင်နေဒါကိုစကလုံးလေးနဲ့လှအောင် ပြောရင်တော့ let is more တဲ့မနမလဲစဉ်ကို အကောင်းဆုံးဖွံ့ညွှန်းတဲ့စကားပေါ့ပြန်စဉ်းစားတာကြည့်ကျွန်တော်တို့မှာမလိုအပ်တဲ့မိတ်ဆွေတူတွေကိုအချိန်ပေးဖို့မိသားစုနဲ့နေရမယ့်အချိန်တွေကိုသတိကြရတယ် အလိုအပ်တဲ့ပစ္စည်းအုပ်စာတွေကိုရှာဖွေဖို့ပူလောင်မှုတွေလောဘတွေနဲ့ရှင်သန်နေရတယ်။ဖုန်းတွေအများကြီးကားတွေအများကြီးအိမ်တွေအများကြီးပိုင်ထားပြီးမြလူကပြောမနေဘူး။ပြောတယ်ထင်ရပြီးမြရင်ထဲကဟာနေတယ်။ပြောရရင် mo is lab ဖြစ်နေကြတာပါ။ဥပုပ်သီလကို ကုသိုလ်ရခြင်းလို့ဆိုပြီးနှစ်ဆန်းတစ်ရက်နေမှာကိုယ့်ရဲ့မွေးနေ့မှာစောက်တည်တာကကုသိုလ်ရမယ်။အဲ့ဒီတစ်ရက်အေးချမ်းမယ်။သို့တော့ ဒီနေ့ညတာမစားဘူးမနှက်ဖြန်ကြတော့အစားတွေနင်းကန်စားနေရင်တော့ဘာမှတိတ်ထူးမယ်အထင်ပါနဲ့ဒါကြောင့်ဥပုပ်ဆောင်ခြင်းရဲ့အတိတ်ပဲကိုသေချာနားလည်အောင်လုပ်ပြီးကိုယ့်ရဲ့နေ့စဉ်ဘဝမှာလိုက်နာကျင့်သုံးမှုလိုပါတယ်လူဆိုတော့တန်ငါတော်တွေလိုတော့အမြဲမနေနိုင်ဘူးပေါ့စပင်းတွေလည်းရိတ်စရာမလိုပါဘူးမိထုံမိဝဲတာတခြင်းနားထောင်တာရုပ်ရှင်ကြည့်တာတွေလည်းအမြဲတော့ရှောင်မနေနိုင်ဘူးပေါ့ လူဆိုတာပုဂ္ဂိုလ်ကိုလည်းတတ်မှတ်တယ်လို့အများမြင်မှလှတာဘော်ဒီတောက်နာတွေလည်းဖြစ်ချင်မှာပေါ့ဒါပေမဲ့တက်နိုင်တဲ့လောက်တော့မလိုအပ်တာတွေကိုစွန့်ပစ်ပြီးဘဝကို ပြည့်ပြည့်ဝဝနေထိုင်တတ်ဖို့တော့လိုမယ်ထင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ဆရာဖြိုဒီဟာရဲ့ဗုဒ္ဓအလိုချမနမလဇင်းဆိုတဲ့စောင်းပါလေးကိုဖတ်ပြပေးသွားတာပါမိတ်ဆွေရဲ့ခန်းစားသိမြင်တော်မှုကိုလည်းကွန်မန့်မှာမှတ်ချက်ရေးသွားနိုင်ပါတယ်နောက်နေ့မြန်မာလေး ကောင်းမွန်တဲ့စာပေဆောင်းပါးတွေကိုရှာဖွေဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်ဒီဆောင်းပါးလေးကိုကျန်နေတတ်တဲ့ဆိုရင်လိုင်းအနေနဲ့ရှယ်လုပ်ပေးနိုင်ပါတယ်အဆုံးထိနားထောင်ပေးတဲ့မိတ်ဆွေကိုလည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ